မင်္ဂလာပါခင်ဗျာယခုအချိန်ကစပြီး2025ခုနှစ်ဧပြီလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးမှာပါပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရေးစချိုမြို့နယ်ဗလဘရွာကိုအချမ်းဘတ်စစ်တပ်ဝင်းရောက်စီးနှင်ပြီးရွာလုံးကျွနီပါမိချိုဖျက်ဆီးခဲ့တဲ့သတင်းပဲဖြစ်ပါတယ် မကွေးတိုင်းရေစကြိုမြို့နယ်ကဗလဘရွာကိုအချမ်းဖတ်စစ်တပ်ဝင်းရောက်စီးနှင်ပြီးနှစ်ရက်ဆက်တိုင်မီးရှို့ဖျက်ဆီးခဲ့တာကြောင့်ရွာလုံးချွန်ဒီပါမီးလောင်ဖျက်ဆီးခဲ့ရတယ်လို့ရေစကြိုသတင်းအချက်အလက်ကော်မတီ Info Comedy စကြိုကပြောပါတယ်အချမ်းဖတ်စစ်ကောင်စီတပ်256 259နဲ့258တပ်တို့ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေပါတဲ့အင်အား150ခန့်ဟာဧပြီလ20ရက်နေ့မှာ ကျွရွာနဲ့စင်ကျွရွာကိုရောက်ရှိလာပြီးအထိုင်ချတက်ဆွဲကအပြစ်မဲ့ဒေသခံပြည်သူတွေကိုတစားခံအဖြစ်ဖမ်းဆီးတာပြည်သူပိုင်ပစ္စည်းဥစ္စာတွေကိုခိုးယူလူရက်ယူဆောင်တာနဲ့အနီးဝန်းကျင်ကရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်ကားဖိကတ်ခဲ့တာကြောင့်အနီးပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံပြည်သူတွေဟာအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်ဧပြီလ21ရက်နေ့မှာ ကျူရွာကနေဗလဘရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးဝင်းရောက်စီးနင်းကပြည်သူပိုင်ပစ္စည်းတွေကို စိတ်တိုင်းချခိုးယူပြီးအိမ်တွေကိုနှရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့်ရွာလုံးကျွန်းဒီပါ မီးလောင်ပျက်စီးခဲ့ရတယ်လို့အသိပေးထားပါတယ်။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကြောင့်ကျူရွာ၊စင်ကျူရွာ၊ရွာတစ်ရွာ၊ညောင်ပင်ရွာ၊ကြော်ထင်ကုန်းရွာ၊မထီးရွာ၊အင်းမရွာ၊ငားမြလေးရွာ၊လေးရပြည့်ရွာ၊စင်မရဲရွာနဲ့ ငဖေရွာတို့ကဒေသနေပြည်သူတွေအိုးအိမ်ဆုံးခွာထွက်ပြေးနေရတယ်လို့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လေချောင်းတိုက်ခိုက်မှုတွေကြောင့်ဟင်းသာရွာအလဲတောင်ရွာအလဲကျောရွာနဲ့ဇီးမင်ကုန်းရွာကဒေသနေပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာဧပြီလ22ရက်နေ့ကင်းပိုင်းမှာဇီးမင်ကုန်းရွာကိုလေချောင်းတိုက်ခိုက်မှုနှစ်ကြိမ် ညာဘက်မှာတစ်ကြိမ်ပြုတ်လုခဲ့ပြီးအလဲတောင်ရွာကိုလည်းညာဘက်မှာလေကြောင်းတိုက်ခတ်မှုတစ်ကြိမ်ပြုတ်လုခဲ့တဲ့အတွက်ထိခိုက်ပျက်စီးမှုနဲ့အသေးဆုံးဒဏ်ရာရမှုအခြေအနေတွေကိုဆက်လက်စုံစမ်းနေတယ်လို့ရေးစကြိုတင်အချက်လက်ကော်မတီကပြောပါတယ်ထို့အတူ ဧပြီလ23ရက်နေ့ည9:00နာရီခွဲဝန်းကျင်မှာလဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေရေစကြိုမြို့နယ်ဇီးမင်ကုန်းကျေးရွာအခြေခံနဲ့ဆင်မရဲကျေးရွာတောင်ပိုင်းကိုနှစ်ကြိမ်ပုံချဲပစ်ခတ်တိုက်ခတ်ခဲ့တာကြောင့်ဆင်မရဲရွာကအမျိုးသမီးတအူးတိတ်ဆုံးခဲ့တယ်လို့ကနအူးသတင်းတွေအရသိရပါတယ် လက်ရှိမှာလည်းအချမ်းဘတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီးတွေဟာရေစကြိုတောင်ဘက်ကခြေရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်ကားပစ်ခတ်နေပြီးစစ်ကြောင်းထိုးဝင်ရောက်ကာမွေနောက်ခိုးယူလူရက်ရန်ကားနေတယ်လို့လည်းရေစကြိုတရင်အချက်လက်ကော်မတီ info ကော်မတီရေစကြိုကအသိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီး ညောင်ခြေတောင်စစ်ကောင်စီနဲ့ခလာရ83လုံးမှလက်နက်ကြီးများပစ်ခတ်ရာထန်းနမင်မြို့နယ်တောင်ပူးချောင်ကျေးရွာတို့နှလုံးကြောက်ပြီးအရက်သားတချို့ထိခိုက်ဒိဆုံးခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ညောင်ခြေတောင်စစ်ကောင်စီနဲ့ခလာရ83လုံးမှလက်နက်ကြီးများပစ်ခတ်ရာထန်းနမင်မြို့နယ်တောင်ပူးချောင်ကျေးရွာတို့နှလုံးကြောက်ပြီးအရက်သားတချို့ထိခိုက်ဒိဆုံးခဲ့တယ်လို့တရင်ရရှိပါတယ်။ဧပြီလ24ရက်ညောင်ခြေတောင်စစ်ကောင်စီနဲ့ခလာရ83လို့မှလက်နက်ကြီးများပစ်ခတ်ခဲ့ရာ ထန်းနမင်းမြို့နယ်တောင်ပူချောင်ကျေးရွာသို့နှလုံးကြရောက်ပြီးတောင်ပူချောင်ကျေးရွာမှာအသက်80ကျော်အမျိုးသမီးတဦးသေဆုံးအသက်50နှစ်ခန့်အမျိုးသားတဦးငယ်ပါထိစိုးရင်ရအသက်50နှစ်ခန့်အမျိုးသမီးတဦးနောက်ကျော်ခါအထက်မှာဝမ်ပိုက်အတွင် အစာဖတ်ဝင်စိုးရင်ရအသက်10နှစ်ကလေးငယ်တဦးတင်မားနဲ့ပေါင်ထိစိုးရင်ရအသက်40နှစ်အမျိုးသားတဦးမျက်နာထိမစိုးရင်ရ ဒဏ်ရာရရှိခဲ့တယ်လို့ဗကောတိုင်းတောင်ကူခရံပြည်သူ့ကာကွယ်ရေးတပ်မတော်ကအတည်ပြုထားပါတယ်စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူများချီရနေရများသို့ရည်ဝဲချက်ရှိရှိပြစ်ခတ်တိုက်ခိုက်လျက်ရှိရာပြည်သူများစွာဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်ခင်ဗျာဆက်လက်ပြီးပကောက်ကူမှာဆက်ချုပ်ရင်းမှုကြောင့်မြေပြင်ကိုဆင်းလာတဲ့ပရမော်တာဒစီအာမီးရှို့ရှင်းလင်းခဲ့တဲ့တင်းကို တင်ဆက်ပေးပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မှာဆက်ချိုရင်းမှုကြောင့်မြေပြင်ကိုဆင်းလာရတဲ့စစ်ကောင်စီရဲ့စက်တက်လေဒီပရာမိုတာဒစီအားရှာဖွေမိချိုရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers ကထုတ်ပြန်ထားပါတယ်။ဧပြီလ23ရက်နေ့ညနေ9:00နာရီခွဲအချိန်မှာပခုတ်ကူတပ်မတ101ကနေတက်လာတဲ့ပရာမိုတာ3စီးထဲမှဒစီဟာဆက်ချိုရင်းမှုကြောင့်မြေပြင်ပေါ်သို့ဆင်းသက်လာချိန်မှာတွားရောက်ရှာဖွေရှင်းလင်းခဲ့တာလို့ဆိုပါတယ်။ ၎င်းပါရာမော်တာအနည်းကိုရောက်ကြည့်ချိန်မှာမောင်းသူကထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးစစ်ကောင်စီတပ်ကလည်းအင်အားအလုံးရင်းဖြင့်တက်လာတာကြောင့်မီးရှို့ရှင်းလင်းခဲ့ရတယ်လို့ဖော်ပြထားပါတယ်။အဆိုပါရှာဖွေရှင်းလင်းမှုကို Burma Revolution Rangers နဲ့ Pakokku People Defense Force PPDF တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ။နောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဧပြီလပထမပတ်နဲ့ဒုတိယပတ်အတွင်းစစ်တုံးမှန်စုစုပေါင်း183ခုရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဧပြီလပထမပတ်နဲ့ဒုတိယပတ်အတွင်းအလင်းဝင်လက်နက်ချစစ်တုံးမှန်စုစုပေါင်း183ခုရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ပါတယ်။ ပြည်သူ့ပန်းနိုင်ငံကောက်ယူထားသောမှတ်တမ်းများအရ2025ခုနှစ်ဧပြီလပထမပတ်နေ့ဒုတိယပတ်အတွင်းစစ်ကောင်စီဘက်မှစစ်သားနှင့်ရဲစုစုပေါင်း183ဦးအလင်းဝင်လာခြင်းနဲ့စစ်တုံးပန်းဖမ်းဆီးခံရခြင်းတို့ဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။အလင်းဝင်လာသူများစုစုပေါင်း22ဦးတွင်စစ်သား18ဦးမှာပဲခူးတိုင်း2ဦး၊ကရင်ပြည်နယ်3ဦး၊ချင်းပြည်နယ်6ဦး၊မကွေးတိုင်း2ဦး၊စကိုင်းတိုင်း2ဦး၊တနင်္သာရီတိုင်း2ဦး၊ရှမ်းပြည်နယ်3ဦးတို့ရှိခဲ့ပါတယ်။ စစ်တုံးပန်းဖန်စီခံရသူများစစ်သား152ဦးရှိပြီးစကိုင်းတိုင်း150ဦးတနင်္သာရီတိုင်း2ဦးမွန်ပြည်နယ်2ဦးတို့ပါဝင်ပါတယ်ခင်ဗျာယခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio NUG သတင်းတောက်ကိုခန့်တာကီနဲ့မင်းစစ်သွေးတို့မှပေးပို့ပေးထားတာဖြစ်ပါတယ်ခင်ဗျာ